ခရင်ကစောဝင်ခံတစ်ခုမှာတော့ယော်ဒာရရတာဟာသူ့ဖိတ်တိဆုံသွားခဲ့တာကိုကြည့်နေရပြီးတော့သူ့တပ်မှုကလည်းဝမ်းနဲ့နေခဲ့ပါလေ။ပိုင်းကတော့ယော်ဒာရတေတာကိုလောင်ပြောင်ခဲ့လို့တခြားတပ်သားတွေလွတ်မြောက်ဖို့စတင်သွားခဲ့အသက်ချောင်းကိုလည်းအလေးမထားခဲ့ပါဘူး။ကျော်လာရရတာသူ့ဖေတေဆုံးရတာအတွက်ဘေးမပိုက်ကိုလည်းစားရှင်စင်ပေးမယ်သူ့အနေနဲ့ဘာမှမတတ်နိုင်ခဲ့တာမို့သူ့ရဖေလိုမျိုးသူ့ရဲ့ကောင်ဖိလာစေရမယ်ဆိုပြီးစပိန်ကိုလည်းဖျက်ချခဲ့ပါ යි အခုလက်ရှိကမ္ဘာမှာတော့စစ်တေတရာမင်းသမီးတို့တော့စိတ်ပူနေပြီမဲ့ကြာတော့လည်းကနေယော်ဒါရဲနဲ့သူမင်းသမီးပိုက်ဟာလည်းအသက်ရှင်နေထွက်လာနိုင်ခဲ့ပါ යි မင်းသမီးကယော်ဒါရဲရဲ့တန်ရာလေးကိုမကူတာခင်မှာရန်သူကိုဖမ်းဆုပ်တာဖို့အမိတ်ပေးလိုက်ခဲ့တာမျိုးကလေးမလေးကဘယ်သူလဲဆိုပြီးအောင်းအောင်းနေပြီးမှမင်းသမီးဖြစ်မှန်းလည်းတည်သွားခဲ့ကြပါ යි ပိုက်ဝဲသွင်းမှာတန်ရာရဲလူလည်းမရှိတာမျိုးဝမ်းတာနေခဲ့ကြပြီးမဲ့စတေရာတော့မင်းသမီးပိုက်ကိုမကာကွယ်ပေးနိုင်ပဲနဲ့စစ်မြေပင်စီကိုပို့လိုက်မိတာတခုပဲလုပ်ပေးနိုင်တာလဲတွေးမိသွားခဲ့ပါ යි ဂျေတိုက်ကိုပြောင်းတဲ့အခါမှာတော့မင်းသမီးတစ်ယောက်နဲ့တိုက်ပွဲတော့ဝင်သွားခဲ့အောင်မို့တန်ဖိုးရှိရအတက်ကိုစိတ်မြပြင်းနဲ့မထည့်သင့်ကြောင်းလည်းပြောပါတယ်။ပိုင်ကတော့သူတော်ဝင်မပါခဲ့ဘူးဆိုရင်လူတိုင်းရှိရတဲ့ဘိုးရုပ်ဂျိုတာရဲ့တရားမှာဖြစ်လို့အဖေမသေးဘူးငိုကျွေးနေခဲ့တဲ့တားရဲမျက်နှာကိုမြင်ရဖို့လည်းထပ်ပြီးတော့ပြောခဲ့ပါတယ်။ဂျိုရာရဟာသူ့ဘိုးရုပ်ဖြစ်တာကြောင့်တိုင်းမီတို့သူ့အတက်ကိုစသေးမှဖြစ်လို့ပရိုက်တီဆုံးသွားခဲ့မယ်ဆိုရင်တိုင်းမီဒုက္ခရောက်မှာလို့ပြောတဲ့စကားမှန်ကန်တယ်လို့ပရိုက်ဟာလည်းတွေးမိသွားခဲ့ပါတယ်။ ဒါပေမဲ့သူရဲကောင်းတွေကသူမှတံပိုးထားတာမျိုးဂုံတိတ်ခါချစ်စွာနဲ့တင်းဆုံးမှုမလုပ်တင်ကြောင်းနဲ့တိုင်းမျိုးကောက်ကွယ်မဲ့မင်းသမီးတပားအနေနဲ့ခံယူချက်ကိုလည်းတင်ပြလိုက်ပါ යි ။သူတက်မှုရတဲ့သူတငယ်ချင်းယောတာရဲ့တည်ဆုံးသွားခဲ့မှာကဲတင်ပေးခဲ့တာမျိုးကျေးဇူးတင်နေခဲ့ပါ යි ။ယောတာရဲ့တာအထူးဆိုင်ကိုပိုင်ဆိုင်ထားပေမဲ့အတုံးမွေတာမျိုးသူ့ဖေလို့သူရဲကောင်းဖြစ်လာမဲ့အိမ်မောက်လက်လျှော့ခဲ့ရတယ်ဖြစ်ပါ යි ။ အခုချိန်မှာတော့အဖေတို့အတန်းနဲ့ဖိလာခဲ့တဲ့အချိန်မှာပိုပြီးကြိုးစားလေ့ကျင့်ပြီးတော့သူရဲ့ကောင်ဖိလာခြင်းသာဖြစ်နိုင်ပါမလားလို့ပိုက်ကိုလည်းမေးလိုက်ပါ යි ။ပိုက်ကတော့ယောလာရဲ့တာမီတာစုကိုကာဝင်ခြင်းနဲ့စိတ်ရှိတာကြောင့်တန်မာလာမာလို့ပြောတဲ့အခါမင်းသမီးအဲ့တော့လည်းအတန်းနဲ့လဲပြီးတော့ကာဝင်ပေးမယ်လို့လည်းကတိပေးလိုက်ပါ යි ။နာမည်ကိုမေးကြည့်တဲ့အခါမှာတော့အာတာဆိုတာကိုတိလိုက်ရတဲ့အခါမှာပိုက်ဟာလည်းအံ့ဩသွားခဲ့ပါ යි ။ ဘာလို့ဆိုရင်အာသာဆိုတာကဂိမ်းထဲမှာတရှင်ကြရင်သူရဲကောင်းတက်ဖွဲ့ရဲ့ဗိုလ်ချုပ်ဖြစ်လာမှာဖြစ်တယ်လို့ပဲရဲ့စူးတွန်းတဲ့ဘီယံမောက်အနိုင်ယူနိုင်မဲ့သူရဲကောင်းဖြစ်နေလို့လည်းဖြစ်ပါ යි ။ပိုက်ကအာသာရဲ့အနာဂတ်မှာသူ့ဖေလို့သူရဲကောင်းဖြစ်လာမှာဖြစ်ကြောင်းမင်းနီးရဲလို့ပြောလိုက်ပြီးတော့တနေ့မှာပိုက်လူဆိုးဘီယံမှာဖြစ်လာခဲ့လို့ရှိရင်သူမောက်ရဲဆက်ဆက်တက်ပေးဖို့လည်းမှားနေခဲ့ပါ යි ။အာသာရဲ့ဖေလည်းအာသာသူရဲကောင်းဖြစ်နေတဲ့စိတ်တက်ပြောင်းလဲသွားခဲ့တာမို့အရန်ပြောင်းနေပြီးတော့ကွန်ယူနေခဲ့ပါ යි ။ ထူးဆန်းတဲ့ပဲရဲ့စကားကြောင့်အာသာလဲဝေခွဲမရဖြစ်သွားခဲ့ပြီးတော့တကဘာလုံးကရန်သူလို့ပဲကိုတတ်မှတ်ထားမယ်ဆိုရင်တော့မှပဲရဲ့ဘက်မှာယက်တိပေးဖို့လဲဆုံးဖြတ်လိုက်ပါ යි အာသာရဲ့ကလေးဘွားမှာတော့အာသာအဖေတို့သူရဲ့ကောင်းဖြစ်ရှိပေမဲ့သူ့ရဲ့စွမ်းရည်ကအတိနံဆိုင်ပြိုးတဲ့အစွမ်းဖြစ်နေခဲ့ပါ යි အတုံးမွေနဲ့စွမ်းရည်ဆိုပြီးတော့လူဝေးစီမှာအလောင်းခံရတာမို့အာသာနောက်ပိုင်းမှာတော့သူရဲ့ကောင်းဖြစ်ရှင်တဲ့စိတ်ကိုလဲမေ့ပြလိုက်ပါ යි ပိုင်းနဲ့ပြန်လဲဆုံးသွေ့ခဲ့ပြီးမှသူရဲ့ကောင်းပြန်ဖြစ်ရှင်လာခဲ့ရမို့အဖေနဲ့အတူတူဒါကြီးလေးချင်းနေခဲ့တဲ့အချိန်မှာအာသာရဲ့ဒါချအပါမရှင်ဖြစ်နေမှတည်သွားတယ်လို့သူထံမှာပို့ပြီးတော့တန်နိုင်တယ်ဆိုတာကိုလဲဂျော်ဒါရဲ့ဟာ လည်းတည်သွားခဲ့ပါတယ်။ Pride ကဒုတက်မှုတို့အဖွဲ့အစည်းကိုတွားရောက်လည်ပတ်ခဲ့ပြီးတော့တခြားသက်သားတွေရာလည်းမင်းသမီးကိုအတော်လေးသဘောကျနေခဲ့ကြပါ යි ။ညာလုံးကဒုတက်မှုနဲ့ယောသားရဲ့အရက်ကိုတညာလုံးပေါက်တောက်ပြီးတော့မနက်မှအာသာနဲ့ဒါကြီးလေ့ကျင့်ထားခဲ့ရာကြောင့်ခေါင်းမှလည်းထိခိုက်မိတာပါ යි ။အာသာကဒါကြီးလေ့ကျင့်နေရဆိုတာမျိုးအံ့ဩနေတဲ့အချိန်မှာယောသားရဲ့ဒါကိုပေးဖို့လာခဲ့အာသာ Pride ကိုမြင်ပြီးတော့ဆက်သွေးဖြာသွားခဲ့ပါ යි ။ အာတာကိုတူတူလေ့ကျင့်ဖို့အတွက်စတိရကြိုးဆိုလိုက်ကလေ့ကျင့်ဖို့လုပ်ပေးဖို့အတွက်အာတာဟာလည်းသဘောတူလိုက်ပါလေ့ကျင့်ရင်ခမ်းမစီမှာတော့အာတာစတိရပြောင်းတန်တရားဖြစ်မိနေတဲ့အချိန်မှာစတိရမင်းသားမို့သူ့ကိုရိုးတည်တည်ဆက်ဆံနေဖို့မလိုဘဲနဲ့တငယ်ချင်းလိုဆက်ဆံဖို့လည်းမှားနေခဲ့ပါ ဒါရှိရှင်ပြီးတော့တိုင်ခိုက်ခဲကြတဲ့ချိန်မှာအာသားရဲ့ဒါချက်ကြောင့်စတိတရအာဝမိသွားခဲ့ပြီးမဲ့အာသားကဒါမကင်တာနှစ်ပေါင်းမြောက်စလဲကြာနေခဲ့ပါတယ်စတိရသူရဲကောင်းဆောင်မှုပဲဝင်ဖြိုးဖို့ပြောပေမဲ့အာသားအရှိကအဆင်ပဲရှိသေးကြောင်းနဲ့၃နှစ်လောက်အချိန်ယူဝုံးမယ်လို့လည်းပြောပါတယ်ပွဲရဲဟာတမ်းမာတဲ့ဆိုပေမဲ့အမားရီလုံမိလာတဲ့ချိန်မှာကာကွယ်ဖို့အတွက်စတိတရလည်းမဖြစ်နိုင်တာမို့အာသားကိုလည်းသူရဲကောင်းတယောက်ဖြစ်စေချင်တာလည်းဖြစ်ပါတယ်အာသားတော့သူ့အတူအတော့မကြောက်ဘူးလို့ထင်ပေမဲ့ပရိုက်ကြောင့်စစအမီရဲ့အရန်ကောက်ွယ်ပေးရှင်နေတဲ့စိတ်ကြောင့်သူ့ကိုယ်သူလည်းပြန်ပြီးမေးခွန်းထုတ်နေခဲ့ပါတယ်အာသားနဲ့စတိရမင်းသမီးပရိုက်အတွက်အသက်ပေးကာကွယ်ကြမယ်ဆိုတော့စတိရ တည်နေကြရမို့အာတာပိုက်ရဲ့ဓာအဖြစ်ရှိစစ်ရှင်ပြီးတော့သူကတော့ဒိုင်းကတစ်ခုဖြစ်ဖြစ်စစ်ရှင်တာလည်းဖြစ်ပါ යි ပိုက်ကတော့နိုင်ငံရဲ့ဥပဒေတွေကိုဖတ်ကျူးနေတဲ့အချိန်မှာမူလဆက်ကောင်ပိုက်ဟာအင်မတန်ရဆက်ကြမ်းကြုတ်တာတွေလှုပ်ထားတာကိုမြင်နေရပြီးတော့ဒီလမ်းကြောင်းကိုမလျှောက်ဖို့အတွက်သူမှလည်းစဉ်းစားနေပါ යි မောင်နှမတုံးရောင်ပုံမင်းနဲ့ဆောက်လေးကိုကြည့်နေအတူတူတပွားလုံးနေနိုင်ဖို့ပြောနေခဲ့ကြပြီးတော့နောက်ရမှာတော့အာတာလေးချင်းဖို့တည်းရောက်လာခဲ့ပါ යි သူရဲ့ကောင်ဖြစ်ရှင်နေခဲ့ကြတဲ့စစ်တေပေါက်ဆလေးတွေကိုပိုက်ကအားပစ်လိုက်ရင်းနဲ့အလူတကွာလေးချင်းပေးနေခဲ့ပါ යි စတဲ့တော့ကပန်းအောင်ပန်းအာတာတော့ကအဖြူအောင်ပန်းလေးကိုယူတာပန်းပါတာစကားနဲ့ယူပေးထားလို့လည်းပြောလိုက်ပါစတဲ့ရဲ့ပန်းကသွေးဆက်တန်ရောစင်ကပိုခိုင်းပါလေဆိုရဲအတိတ်ပဲဖြစ်ပြီးတော့အာတာတော့ကသူရဲကောင်းဆန်ကတမာပြီးတော့လှပလို့ပြောလိုက်ခဲ့ကြအောင်နှကောင်စလုံးကချက်သွားခဲ့ကြပါတီတာယူလာခဲ့တဲ့ပန်းလေးတွေနဲ့စတဲ့တော့ကပန်းခွန်းလေးလို့ကအပြိုင်ဆိုင်နဲ့ပန်းကိုလည်းပေးလိုက်ခဲ့ကြပါပိုက်ကလည်းပန်းဝဲအစိမ့်လေးနဲ့အဖြူလေးကိုပန်ပေးလိုက်တဲ့အပြင်တီတာလေးကိုလည်းပန်းကွင်းလေးပန်ပေးလိုက်တာကြောင့်ပျော်ရွှင်နေခဲ့ကြပါသည် အဲ့ဒီနောက်မှာတော့လက်ချင်ရင်ကိုယ်ကိုပန်းပန်ပြီးတော့အာတာသွေးကောင်းဆောင်ဝကထွက်သွားခဲ့ပြီးတော့ bike ကလည်းသူ့ရဲ့ကဘာလေးကအယောင်ပို့ပြီးတော့ဆုံလာခဲ့တာကိုလည်းတွေးမိနေပါ යි ကေဘန်ကမဟာမိတ်နိုင်ငံတွေကသူ့ရဲ့ကောင်းတွေကိုဖမ်းထားတဲ့သူပါနေကြောင်းနဲ့သူ့ရဲ့ကောင်းတွေစီကအချက်လက်တွေကိုခိုးယူတာရှုံရုံတက်ခိုက်ကြောင်းနဲ့တင်ပြပါ යි bike ကိုရဆိုးတာအမေရှားကိုသူ့ရဲ့ကောင်းတွေကအလိုရှိနေခဲ့ပြီးတော့ဂိတ်ထဲမှာဆိုရင် bike ကတိတ်တရားတိုက်ခိုက်ဖို့အတွက်လူဆိုးကိုငှားခဲ့တာလည်းဖြစ်ပါ යි ဖိုင်ကဖမ်းမိလာခဲ့တဲ့လူဆိုးပေးကိုပြစ်ဒဏ်ကြီးမားခဲ့ရမှုတည်တံချားသိပေမဲ့အဖမ်းခံနာခဲ့ရတဲ့သူရဲကောင်းတွေကိုကယ်တင်ဖို့အတွက်စာချုပ်တစ်ခုချုပ်ပြီးတော့ခိန်းသိမ်းဖို့လည်းစဉ်းစားလိုက်ပါစာချုပ်ထဲမှာဘေးကိုတော်ဝင်မိသားစုအတွက်တရက်တိအမှုတမ်းပေးကိုစာချုပ်ကိုချုပ်လိုက်ပြီးတော့ယူသွားစာနေဖို့လည်းအမိန့်ပေးခဲ့ပါသေး နောက်ရနည်းနည်းကြာတဲ့အချိန်မှာတော့စတေးရသူရဲကောင်းတွေကယ်ဒီနိုင်ကြောင်းလာပြောပြခဲ့ပါရဲ့ဘေးရစိတ်အမှန်ကိုပြောပြခဲ့တဲ့အခါမှာတော့မိစ္ဆာမလို့ခေါ်လိုက်တာကြောင့်စတေးရဆိတ်ဆိုးပြီမဲ့လှုပ်ပေးထားဖို့ပဲကလည်းပြောလိုက်ပါအမိန်တစ်ခုနဲ့ဘေးကိုနေထိုင်ရမယ်လို့ပြောလိုက်ပြီးတော့ပထမတစ်ခုကတီတာကိုအတက်နဲ့လဲပြီးတော့ကောက်ွယ်ရမှာဖြစ်ကဘေးကတော့တီတာတော့ဆိုရင်အမိန်ကိုတော့မှလွန်ဆန်ပြီးတော့ကောက်ွယ်နိုင်တယ်လို့လည်းပြောလိုက်ပါဒုတိယအမိန်ကတော့လွတ်လပ်စွာနဲ့နန်းတော်တွေကနေထောက်ခိုင်းခဲ့တဲ့အခါမှာဘာလို့သူ့ကိုဒီလိုအခွင့်အရေးပေးလဲဆိုတာပိုက်ကိုလည်းမေးလိုက်ပါ ဇာစိုးအတာနဲ့ထိုက်တန်တဲ့အပြစ်ဆိုပေမဲ့ပိုက်ကတော့ P2P တားမှုအခွင့်အရေးတစ်ခုပေးလိုက်တာဖြစ်ကြောင်းပြောတာမို့ပိုက်ရဲ့စိတ်တက်ကိုတီတာနဲ့စတေးရပို့ပြီးတော့လေးစားသွားခဲ့ပါ යි ။ဘင်းမဖြစ်လာမှာပိုက်ဖြစ်ပေမဲ့တီတာကိုကောက်ကွယ်ပေးတာမို့ဝမ်းနဲ့နေခဲ့တာတော့ဖထားပေးလိုက်ပြီးတော့သူမရဲ့ခံစားချက်တွေကအစစ်မှန်တွေဖြစ်ကြောင်းနှွေးထွေးစွာလဲဖထားလိုက်ပါ යි ။ ကိုယ်ဝင်ကြားစွာနဲ့ကြောကာကွယ်ကဒါအောင်ဖွင့်သားပါလို့ဆိုပြီးတော့အာတာကိုသူရဲကောင်းဖြစ်လာပြီးဖြစ်ကြောင်းအမေပေးလိုက်လို့အာတာတို့ကလည်းနှစ်နှစ်နေပြီးတော့နန်းတော်ကိုလည်းပြန်လည်ရောက်လာခဲ့ပါ යි စတေးကတော့သူ့ကိုကဲပါနဲ့တူရဲလို့ပြောနေရာကြောင်းဆိတ်ဆိုးနေပြီးတော့စတေးကိုအာတာမျက်မှန်လေးတက်လက်လက်ဆောင်ပေးလိုက်ပါ යි မျက်မှန်နဲ့စတိုင်တင်းအောင်အာတာပေးလိုက်တာဖြစ်ကြောင်းပိုက်ကိုလည်းပြောပြလိုက်ပါ යි ကဲပါကလူတွေကိုထင်းကျုံနိုင်ဖို့စွိုင်းမပုံသေးကိုအဆူတင်သွင်းနေရာကြောင်းကဲပါကိုတီးထားဖို့စတေးကပိုက်ကိုမှာနေခဲ့ပါ යි စတေးရလူတယောက်ကိုတယ်လီပေါ့ပေးနိုင်ပြီဖြစ်ပြီးမို့ကဲဘက်ရောက်နေကဲနီယောတယ်လီပေါ့ခိုင်းလိုက်ပြီးတော့ကဲဘက်ရဲ့အခန်းရှိကိုလည်းရောက်လာခဲ့ကြပါသည်။မာယီဆိုတဲ့သူ့ရဲ့ကောင်မလေးကိုကဲတင်နိုင်ပြီးတော့ဆေးကူတာပို့တဲ့ကဲဘက်ဟာငွေယူပြီးတော့အဲဘက်ကိုဒူးထောက်ကတောင်းပန်နေခဲ့ကြပါသည်။မူရင်းဆလန်းကတော့ပန်းဟာကဲဘက်ကိုစင်စာအဆောင်ကိုတုံးထားပြီးတော့အသက်ရွယ်ကြီးမားကလှူသားကလောင်ယူပြီးတော့လည်းထွက်သွားခဲ့ပါသည်။အဓိပတိကဲဘက်အချိုးဝဲဆက်ကောင်ဖြစ်ပြီးတော့ဂိမ်းရမ်းမှာဆိုရင်အသက်ကြီးတဲ့လူတယောက်အနေနဲ့ပေါ်လာပြီးတော့တခါလေးမှကဲလို့ခေါ်တဲ့ထူးဆန်းတဲ့လူငယ်လေးတယောက်အနေနဲ့လည်းပေါ်ထွက်လာအပ်ပါသည်။ ဘဲဘက်မှာမာကြီးဆိုတဲ့ကောင်မလေးရှိပြီးတော့ကောင်မလေးကကုသမရယောဂါရှိတဲ့ကောင်မလေးအတွက်မာနိလောအားခါနဲ့ဥပဒေတစ်ခုကို price မှာလည်းလဲလှယ်ခဲ့ပါ යි price ကတော့ကတိကိုဖြတ်ကမာကြီးရဲ့နောက်ဆုံးသက်သက်ကိုရောက်ရှိသွားခဲ့ပါ යි ဆွေရင်ရှိတဲ့သူတွေကိုတည်တံပေးဖို့ price ကချမှတ်လိုက်ပြီးတော့နိုင်ငံတစ်ခုလုံးကိုလည်းတွေးစွန့်အောင်လည်းလုပ်ခဲ့ပါ යි အခုရှိနေနေဆိုဥပဒေအတွေကိုကဲဘမလျှောက်နိုင်ခင်မှာအ мян ကဲတေဖို့လုပ်ပေမဲ့လည်းကဲဘဟာစာချုပ်ရှုံးမဲ့နေမှာလဲနန်းတော်ထဲမှာပြောင်းနေခဲ့ပါ යි ။ကွန်မြတ်ခံရမယ့်နေရာဒီနေ့ဖြစ်နေတဲ့အပြင်မာယီဟာတေမှာလည်းဒီနေ့ဖြစ်နေခဲ့ရဆိုတာတိတားခဲ့အောင်ပိုက်ဟာလည်းစွန့်ရင်လွန်သားခဲ့ပါ යි ။ကဲဘဟာနန်းတော်ထဲရောင်းနေထွက်သွားပြီးတော့လူဆိုးတွေစီမှာဖြားလာတာကိုကုသပေးနိုင်တဲ့အထူးဆိုင်ကိုလိုက်ချခဲ့ပြီးမဲ့လည်းလောင်ရင်ခံလာရပါ යි ။စေခုမဲ့ပတ်စံလူဆိုးတွေကလူတော်ကိုကဲဘဟာလူဆိုးတွေကိုရှင်းရှားနေတဲ့အချိန်မှာစတိတို့ကရောက်လာပြီးတော့လည်းကုတိုက်ပေးခဲ့ပါ යි ။ဆစ်ဆက်ထားခဲ့တဲ့မာယီဟာဒီနေ့တေဆုံးမှလို့ပိုက်ကကဲဘကိုပြောလိုက်ခဲ့အောင်အယူကျိုးပြက်လည်းဖြစ်သွားခဲ့ချာပါ යි ။ ယူယိုနိုင်တဲ့မိသားစုအမွေးလာခဲ့တဲ့ဂဲပတ်ဟာအသက်ရှင်ဖို့ကိုဆိုလူနိုင်လုံးနေခဲ့တဲ့အချိန်မှာမာယီနဲ့ဆုံတွေ့ခဲ့ပါတယ် ယောဂရာနေခဲသေးသမီးမာရီယာညဘက်မှာအပြင်ခိုးထွက်တဲ့အချိန်တိုင်းမှာလူဆိုးလေးကဲပတ်လဲလိုက်ပြီးတော့ဆောင်းချောက်ခဲစားပါ යි ။စားပါတဲ့နေရာလေးရှုခွင်းလေးကိုနှစ်သက်တဲ့မာရီလေးကိုကဲပတ်အညာဘက်တီမှာလိုက်ပုတ်ပင်းနေတဲ့၃ရက်တခါလဲတွေ့ဖြစ်ခဲ့ကြပါ යි ။တဖြည်းဖြည်းနဲ့လူဆိုးလေးကသူ့လုံးနေခဲ့တဲ့လူဆိုးလို့ဆွလို့လိုက်ပေမဲ့လဲမာရီယာတခြားသူနဲ့ယူဖို့ကန်စီမာအတိုင်းဖြစ်လာခဲ့ပါ යි ။ရှစ်ပေမဲ့လဲစစ်ဆက်သူရှိနေပြီဖြစ်တဲ့မာရီယာနှုတ်ဆက်နန်းလေးကိုပေးလိုက်ရင်လည်းနောက်လေးနှစ်မှလာတွေ့ဖို့လဲမှာခဲ့စားပါ යි ။နောက်ပိုင်းမှာတော့ကဲပတ်ရဲ့အစွမ်းနှုတ်ထလာခဲ့ပြီးတော့ထောက်အနုပြုနိုင်တဲ့အစွမ်းကိုရရှိထားခဲ့ရတယ်ဖြစ်ပါ යි ။ အထူးစွမ်းရည်ကိုတုံးချပြီးတော့ဂဲဘန်ဟာမင်းကြီးတို့အကြံပေးအသီးပတိအချီဖြစ်လာခဲ့ပြီးတော့မာယီစီမာလည်းဒူးထောက်ကလက်ထပ်ပေးဖို့လည်းကတိတောင်းလိုက်ပါမာယီလေးကလည်းမျောလိခဲ့တဲ့ကဲပါအစင်တန်းသူကရောက်လာခဲ့တာမျိုးဖြောရှင်ပွဲနေရလေးတွေလည်းဖလှခဲ့ကြပါလေ။နောက်ပိုင်းမှာတော့မာယီရဲ့ကျမ်းမာရေးရှင်တွေဆိုးလာခဲ့ပြီးတော့သူတေသွားခဲ့လို့ရှိရင်ကောင်းကောင်းနေဖို့မှာနေခဲ့တာမျိုးဘာပဲလုပ်ရလို့ရဘသူ့ဘက်တက်ရတက်ရဆိုတဲ့အတားစိတ်တွေကကဲပတ်မှာလည်း follow လာခဲ့ပါလေ။ကိုရှိရတဲ့သူကယောဂကြောင့်အောင်းဟင်းနေခဲ့တဲ့အတန်ကိုယူမတဲ့ကဲပတ်ဟာလည်းဘေးမှာခိုင်းကြည့်နေရင်လည်းငိုကြွေးနေခဲ့ချပါလေ။